မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရှင်ညာမေမိသားစုမှကြိုဆိုပါရစေဗျာဒီနေ့30ရက်6လ2025တနင်္လာနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်30ရက်6လ2025တနင်္လာနေ့ရဲ့တနေ့တာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီနေ့ကတော့အိုးဝင်းလောက်ကနေပတ်သက်တဲ့ကိစ္စမှာ ယာယီထင်းကိုလွဲချော်နေဆိုဖြစ်တာအခုလို့ကိုလို့ကိုကိစ္စကိုလှုပ်တော်နေတာပဲဒါပေမဲ့ဝေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်ထဲမှာသနိုးသနောက်ဖြစ်နေတာဖြစ်တွေ့တဲ့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီလွဲချော်မှုဖြစ်တယ်လို့ဖြစ်နေရတဲ့ခံစားမှုကိုခံစားနေရတာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီတနင်္လာနေ့မှာဖြင့်အိုးရင်လောက်ကိုင်းစိတ်မပြေကြတဲ့လူများအားလုံးတို့ဒီရာဦးတော်အောင်မြတ်တော်လက်ပေါ်ပင်လေးကိုင်းပြီးမှစုတော်အတင်ပေါ်ပင်လေးကျွန်တော်လောက်ကိုင်းမကောင်းဘူးကြာလောက်ကိုင်းကောင်းခြင်းနဲ့ အလုတ်ကင်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဒါကြောင့်အလုတ်ကင်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေအောင်အသွင်ဘောပင်လေးကကိုကြီးစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းရာဟုတောင်းနောက်မြောက်တောင်းတဲ့ပြီးမှာဘောပင်လေးကင်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့အလုတ်ကင်များအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာ။မန္ဒီငွေကြီးနဲ့ပတ်သက်မှဒီချိန်မှာတော့ယာယီချင်းကိုလွဲချုံနေတတ်တယ် အဲ့ဒါမျိုးဖြစ်တာဖြစ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်ထဲမှာတိတ်စိတ်တိုင်းမကြတတ်ပါဘူးဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့နှိနှိဆက်သက်ပြီးတော့လူချင်းတဲ့ပုံကူအလုံးဟာအင်္ကာတောင်ရှေ့တောင်တောင်လှည့်เนาะဇွန်လေးတစ်ခုကိုကိုင်းပြီးမှဆူတောင်အတင်ဇွန်လေးရေကျွန်တော်ဒီနေ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စကြီးလှုပ်ရှားကြည့်တယ်အဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆင်ပြေးခြင်းနဲ့ဒါကြောင့်ကျွန်တော်မှပိတ်ဆို့နေတဲ့ငွေကြီးများအမြန်ဆုံးပွင့်အောင်အတင်ဇွန်လေးကကုကြီးစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတောင်ရှေ့တောင်တောင်လှည့်ပြီးတော့ ဇွန်လိတ်ကင်ဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတော့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီနေ့မှာဖြင့်အထူးသဖြင့်ငွေကြီးနဲ့နှိမ့်နဲ့ဆက်သက်တဲ့ကိစ္စအလုတ်ချင်တဲ့ပုံကူများငွေကြီးလိုအပ်နေတဲ့ပုံကူအလုံးတို့ဒီအင်္ကာတောင်းအရှိတောင်းတောင်းတဲ့ဇွန်လေးကိုကိုင်းပြီးမှမကြခဏဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတဲ့ငွေကံများ အမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကန်ပုံကန်လို့တဲ့ပုံကူအားလုံးတို့ဒီအင်္ဂါတောင်းရှေ့တောင်းတောင်းတဲ့ဇွန်လေးကံပြီးမကြခဏဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတော့ငွေကန်များအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဒီအချိန်မှာစိတ်နဲ့လူနဲ့မှာစိတ်ကမြန်နေလူကနောက်ကျန်နေတဲ့ကာလမျိုးဖြစ်ပါတယ်အလုတ်တာလုံနေတာစိတ်ကတခြားရောက်နေတာမျိုးဖြစ်တတ်ပါတယ်ဗျာစိတ်မြန်ကိုမြန်နဲ့ဖြစ်တဲ့အတွက် ိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမီပြည်မှုမှာမိသားစုနဲ့ပတ်သက်တဲ့ကတောက်သားဖြစ်မှုမှာမိသားစုနဲ့ပတ်သက်တဲ့အဲရံဖြစ်မှုများမကြခဏကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်စိတ်မြန်လုံးလုံးပြဿနာတက်တာပါဗျာဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့ကိစ္စစိတ်ထဲမှာတခုခုလုံမကြတဲ့ပုံကိုအလုံးလို့ဒီအင်္ဂါတော့ရှေ့တောင်တောင်လှဲ့တည်သေးလေးကိုင်းပြီးမှဆူတောင်အသေးသေးလေးကျွန်တော်စိတ်တွေမြန်နေတယ်ဗျာကျွန်တော်စိတ်တွေနဲ့ပတ်သက်တာအဆင်မပြေဘူး ဒါကြောင့်စိတ်တည်မြန်နေတဲ့ကိစ္စတွေအဆင်ပြေအောင်စိတ်တည်နဲ့ပတ်သက်တဲ့ကိစ္စကျွန်တော်လိုချင်တဲ့အလောက်ကိုင်းမိသားစုငွေအရောက်အဝယ်ကိစ္စတွေအများဆုံးပွင့်အောင်စိတ်တက်တည်ကြနေကြနေတဲ့ကိစ္စတွေအများဆုံးအဆင်ပြေပြီးစိတ်သက်တည်တက်ကြလမ်းဆောင်အသင်တရားသီးလေးကကိုကြီးစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်း အင်္ဂါတော့ရှေးတောင်တောင်လှည့်ပြီးတည်တိလေးကင်ဆူတောင်းမယ်ဆိုရင်တင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာ။နောက်ကိုနေနည်းနဲ့စက်တက်တဲ့တီလူယောက်ျားလူယောက်ျားတွေတက်ပြက်နေတယ်ကိုရင်ကိုရကိုမိသားစုကနေပါပြဿနာမရှိဘူးကိုရင်ကိုရမိကိုမိသားစုမင်းကြီးနဲ့အပြင်လိုက်ရလိုက်ရနေအဖမ်းသီးတွေခံတတ်တယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်ပေါက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ တူယောက်ျားတွေကကိုယ့်လူကိုယ်ရင်ကိုယ့်မိသားစုကိုယ့်လူငါမောင်ကကြိုးကြိုးစားလို့ရင်အန်တီကင်းပြီးချင်းတက်ပြီးကိုယ့်ရင်ကိုယ့်ပြည်ကကိုယ့်မိသားစုမောင်မနဲ့ဝါတာတက်လို့ရင်ပြဿနာပေါ်ပေါက်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်လူယောက်ျားတွေတက်ပြက်နေပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့အဆင်ပြေခြင်းတော့တည်သည့်တလုံးကိုကိုင်းတောက်ကြမြောက်ရက်ကိုလှည့်လှည့်ပြီးမှတည်သည့်လေးကိုင်းပြီးတော့ဆူတောင်းအသင်းတည်သည့်လေးအာကျွန်တော်တို့လူယောက်ျားတွေတက်ပြက်နေတယ်ဗျာ။ အာကျွန်တော်ရွှေလေးလေးဝင်နေတယ်ဗျာအိမ်မှာရှိတဲ့လူယောက်ျားအလုံးမလုပ်ဘူးလှုပ်လို့မှဖြစ်မယ်အလုပ်တော့လုပ်ပါရဲ့ပတ်သက်မှဘူးပတ်သက်အမှဖြစ်မယ်အိမ်မှာရောင်းလောင်းလောင်းကြောင်းကြောင်းလုံးနေတယ်ဗျာအိမ်လိုက်ပူညာပူညာလုံးနေတယ်အဲကြောင့်ကျွန်တော်တို့ကလူယောက်ျားတွေနဲ့ပတ်သက်တဲ့ပူညာပူညာလုပ်တာလေးညင်းအောင်ကိုရင်ကိုရင်ကိုမိသားစုမှာအတူတူကနေပြီးတော့ကိုယ်လုပ်ငန်းကိုလုပ်အောင်အာကျွန်မရွှေလေးလေးဝင်နေတာအာရွှေလေးရဲ့ဒေချာသားလေးလိုချင်တာဒေချာသားလေးဝင်တင်တဲ့နဲ့အခွန်လမ်းကြီးပေါ်အောင်အမြန်ဆုံးကူညီဆောက်ရှောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရလှဲ့ပြီးမှဆူတောင်းမယ်ဆိုရင်တော့ တင်းတော့မှာပိတ်ဆိုနေတော့နော်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကံများရွှေများနဲ့ပတ်သက်တဲ့ကံများအမြန်ပွန်းလမ်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်ရွှေလိုချင်တဲ့ပုံကိုယ်ကြီးရလောရွှေနဲ့ပတ်သက်တဲ့လှုပ်ချင်တဲ့ပုံကိုယ်ကြီးရွှေလိုချင်တဲ့ပုံကိုယ်အားလုံးတွေဒီတောက်ကြမြောက်ရလှဲ့တည်တည်လေးကိုင်းပြီးဆူတော့လူယောက်ျားတွေနဲ့ပတ်သက်တဲ့အလှူနဲ့ပတ်သက်တဲ့လှုပ်ချင်တဲ့လူပါလဲတည်တည်လေးကိုတောက်ကြမြောက်ရကိုင်းပြီးမကြာခဏဆူတောင်းမယ်ဆိုရင်တော့ တင်းတို့မှာပိတ်ဆို့နေတဲ့လူရွှေနဲ့ပတ်သက်တဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအများပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဆက်သက်တဲ့မင်းအုပ်ချုပ်တဲ့မင်းဝေးကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေမှုတွေဖြစ်ပေါ်ပြီးကိုယ့်ရည်တည်သားမှုတွေတခြားအရာတည်သားကိုယာယီရှောင်တိတ်နေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာကိုယ့်နေရာမှာကိုနေရင်ပြဿနာဖြစ်တတ်ပြီးကိုယ့်နေရာမှာကိုမနေရင်တော့ပြဿနာမဖြစ်တတ်ပါဘူးဒီအချိန်မှာကိုနဲ့ပတ်သက်တဲ့နေ့ရဲ့အထိုင်းနေရာတွေအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေမှု ကိုကိုကိုရင်ကိုမိသားမနေငွေကြီးနဲ့ပတ်သက်တဲ့အစီအမင်းမြှုပ်ကြုံတာဖြစ်တဲ့အတွက်ကိုကိုရင်ကိုနေလို့ရှိရင်တော့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမင်းပြတ်တယ်မင်းနဲ့ပတ်သက်တဲ့ဓာတ်ပြတ်မှုတွေကြုံတွေ့နေတာဖြစ်ပါတယ်ဗျာအကြောင်းမင်းနေနဲ့ပတ်သက်တဲ့ကြုံတွေ့နေရင်တော့အာလူလေးတလုံးကိုတင်းငွေနေတော့အရှိမရတော့လက်ကိုင်းပြီးမှဆူတော့အသင်အာလူလေးမင်းနဲ့ပတ်သက်တဲ့ဓာတ်ပြတ်နေတယ်မင်းနေနဲ့ပတ်သက်တာပြောသွင်းရသူသွင်းရအစီအမင်းအောင်ကူညီပါအငွေပညာရည်နဲ့ပတ်သက်တဲ့အစီအမင်းအောင်ကူညီပါပညာရည်နဲ့ပတ်သက်တဲ့ကိစ္စတွေ အပြောင်းရွှေ့ရာထူးထူးနဲ့ပတ်သက်တဲ့အဆင်ပြေအောင်ကူညီစောင့်ကြောက်တော်မူပါဆိုတဲ့ကြောင်းတနင်္ဂနွေတောင်အရှိမြောက်တောင်လက်အာလူဆိုတာဥလာဥအောင်လို့ကိုလာပြီးတော့ကိုကိုကူညီပေးအောင်လို့အာလူလေးကင်ပြီးမကြတဲ့ကကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီးရတကူကူပြောခြင်းနဲ့စကားတကူသွားခြင်းသူသွားခွင့် ပြောကျင်သလိုပြောခွင့်မရပါဘူးဗျာဒီချိန်မှာအရာကြီးလွဲချုံမှုတွေဖြစ်ပေါ်နေတာပါဒါကြောင့်လွဲချုံနေတဲ့ပုံကိုယ်ရဇုံလေးသုံးကိုင်းတောက်ကြမြောက်ရကိုလက်လက်ပြီးမှသူတော်အတင်းဆုံးလေးကျွန်တော်ခီးတွေသွားမယ်အဲသွားတဲ့ခီးတွေမှာအနေငယ်ပြေးရှင်းပါစေကျွန်တော်စကားတွေပြောမယ်ပြောပြောတဲ့စကားတွေအောင်မြင်ကြကြပါစေကြောင်း တောက်ကြမြောက်ရလက်ပြီးဇွန်လေးကိုမကြခဏကိုင်ပြီးဆူတောင်းမိဆိုရင်ပိတ်ဆိုးနေတော့ခီးစကားများအများပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့မှာဖြင့်ခီးစကားပိတ်ဆိုးနေရင်တော့တောက်ကြမြောက်ရလက်ဇွန်လေးကိုင်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်တော့မှာပိတ်ဆိုးနေတော့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာကိုနေနီးနေသက်တဲ့အစုအဖွဲ့တွေအမျိုးရိုးအားတွေအားရအချိန်မှာဒီချိန်မှာပြဿနာတွေပေါ်ပတ်တယ်ပြီးနေတဲ့အတိုင်းတွေမှာ ပြည်နယ်တွေအားကောင်းပြီးတိုင်းတွေအားမကောင်းဘူးကိုယ်နိုင်ငံနဲ့သူများနိုင်ငံမှာသူများနိုင်ငံအားကောင်းပြီးတော့ကိုယ်နိုင်ငံအားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာကိုယ်နိုင်ငံသူ့နိုင်ငံတကဘာလုံးမှာစစ်တွေဖြစ်တယ်မနောစစ်တွေဖြစ်တယ်အမေအနောအဒါမျိုးငလီနေလှုပ်တယ်ရေတွေကြီးတယ်အဲ့ပြဿနာတွေပေါ်ပေါက်နေတဲ့တဘာဝဘေးအန္တရာယ်တွေတခုခုဖြစ်ပေါ်သူတို့ယောဂဗိဒာနဲ့ပတ်သက်တဲ့ကိစ္စအစမေးရေးရနဲ့ပတ်သက်တဲ့ကိစ္စစာဝင်နေနဲ့ပတ်သက်တဲ့ပြဿနာများတခုပြီးတခုပြီးပေါ်ပေါက်နေတာဖြစ်ပါတယ်ဗျာဒါကြောင့် အဲ့ဒီကိစ္စလေးတွေနဲ့ပတ်သက်လို့ရိုးရဖို့မတို့ရာကြောမှာ ဖြစ်ပါတယ်ဗျာရိုးရလေးတွေနဲ့ပတ်သက်လို့ဖော်မယ်ဆိုတဲ့ပုံကအားလုံးတို့ဒီကျွန်တော်တို့ရပြလို့ရှိရင်တော့ခင်ဗျာတင်းနေကနေတောင်းအရှိမြောက်တောင်းလှဲ့အားလုံးလေးကိုကိုင်းပြီးမှဆူတောင်းအတင်းအားလုံးလေးရိုးရဖို့လို့တို့ကကြောချင်းနဲ့အမှုခင်းပြတနာတွေကင်းညင်နေအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စပွန်းလန်းညင်နေငွေကြီးနဲ့ပတ်သက်တဲ့နိမ့်နေစမှာအဆုလိုက်ပြုံးလိုက်လှုပ်လိုက်ခဲလိုက်ဝင်ပြီးတော့ အထီးပေါက်တို့ပတ်သက်နေဝင်းကျင်နေဗျာပြဿနာတွေကြီးနေအမှုခင်းနေဝေးကျင်နေဒါကြောင့်အသင်းအာလူရိယာကျွန်တော်တို့ကုညီဆောက်ချောက်ပါရိုးရဖော်လူဒိုးရကြော်ပြရသည်ဆိုတဲ့အကြောင်းတနေ့ကနေတောင်အရှိမတော်လဲပြီးအာလူလေးကင်စုတောင်းမယ်ဆိုရင်ရိုးရဖော်လူဒိုးရကြော်ပြီးအမှုခင်းပြဿနာများဝေးကွာပြီးငွေကြေးများဆုလိုက်ပြုံးလိုက် လုံးလိုက်ခဲလိုက်ဝင်းရောက်လာမှာဖြစ်ပါတယ်ဗျာနော်ဒီနေ့အပြင်30ရက်6လ2025တနင်္လာနေ့ဖြစ်ပါလေဗျာဒါကြောင့်တနင်္လာနေ့မှာဖြင့်ဒီကံလေးတွေစမ်းမဲ့ပုံကူများ ျွန်တော်နိုင်ငံတွင်းမှာအောင်မာလီထီနဲ့ပတ်သက်တဲ့ထီကန်ဆမ်းမဲ့ပုံကူများတခြားနိုင်ငံမှာရှိတဲ့ထီနိုင်ငံထီလေးတွေနဲ့ပတ်သက်တဲ့ဆမ်းမဲ့ပုံကူများအားလုံးတို့စီအာလူတလီတလုံးကိုဂိုင်းတနင်္ဂနွေတောင်အရှိမောင်တော်လှည့်ပြီးမှဆူတော်အတင်အားလူရဲ့ယင်းနေ့မှာဖြစ်ကျွန်တော်ထီကန်လေးတွေဆမ်းမဲ့နိုင်ငံတွင်းမှာဖြစ်တဲ့အောင်မာလီထီများတခြားနိုင်ငံမှာရှိတဲ့ထီကလေးကဏ္ဍလေးတွေဆမ်းကျင်နေဗျာကျွန်တော်ဆမ်းသောထီများယင်းနေ့မှာဖြစ်အဆင်ပြေအောင် ကူညီစောင့်ကြောက်ပါငွေကြေးများစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးတက်တဲ့ပုံကူတွေရဲ့ကူညီစောင့်ကြောက်မှုကြောင့်ပေါက်ကနန်းလေးတွေအများဆုံးဆင်ပြေအောင်ကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းနှင်းငွေတောင်းအရှိမြောက်တောင်းလှဲ့အာလူးလေးကိုဂိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတော့ထီကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာကျွန်တော်ထီကံလေးတွေနဲ့ပတ်သက်လို့ဒီဒီဘက်မှာကံလေးတွေစမ်းမယ်ဆိုရင်တော့နှစ်တို့တစ်တို့ငါးတို့ခွန်းတို့အတစ်နဲ့ငါးခွန်းဆိုတဲ့ကဏ္ဍလေးတွေကိုအခွေမယ်ဆိုလို့ရှိရင် ဒီနေ့မှဖြစ်ဒီကံလေးတွေစမ်းမယ်ဆိုရင်သင်တို့မှာပိတ်ဆိုနေထီကံများအ мян ပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့အောင်မလေးထီနဲ့ပတ်သက်တဲ့အတခြားနိုင်ငံတွေမှာထီနဲ့ပတ်သက်တဲ့ကိစ္စမှာတင်းနဲ့ငါခုံဆိုတဲ့အခွေလေးတွေခွေးပြီးတော့ကန်စားမယ်ဆိုရင်လည်းယနေ့မှာထီကံတွေအ мян ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်း30ရက်6လ2025တင်းလင်းလာနေ့ရက်တနေ့တာကံကြမ္မာများကိုတင်ပြပေးလိုက်ပါတယ်ဗျာဒီနေ့ကတော့ခမရ အငွေကြီးနဲ့ပတ်သက်တဲ့ယာယီထင်ကိုလွဲချောနေတာဖြစ်တဲ့အတွက်တနင်္ဂနွေတောင်းအရှိမြောက်တောင်းလှည့်ပြီးတော့ခမရအိမ်မှာအာလူလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆုံနေတော့ကံမြအမြန်ဆုံးပွင့်လန်းမီဖြစ်ပါကြောင်းလေးလေးစားစားထပ်မှန်ထပ်မှန်တင်ပြပေးလိုက်ပါရစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်မပြပါဗျာ